အားလုံးမင်္ဂလာပါ Top Football ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ကကစားခဲ့တဲ့ Arsenal နဲ့ Chelsea နဲ့ပွဲစဉ်မှာသလို့ရှိရင်နှစ်တင်းစလုံးရဲ့ total xg က1.07ပဲရှိတယ်တော်တော်လေးနည်းတဲ့ပမာဏမျိုးလို့ပြောရရနှစ်တင်းစလုံးက အာ expected ဖြစ်တဲ့ဂိုးမျိုးတွေမရှိဘဲနဲ့နေ့စဉ်စလုံးကတောင်ပံကိုပဲပေါ်လုံးပေးတယ်ဘောလုံး body tension တွေများတယ်ဘောလုံးကိုနောက်ကိုပြန်ပေးတယ်တောင်ပံကိုပြန်ရောက်တယ်နောက်ပြန်ပေးတယ်တောင်ပံရောက်တယ်ဒီလိုပုံစံမျိုးနဲ့ပဲလဲပတ်နေခဲ့တာတပတ်ချင်းကကြည့်မယ်ဆိုလို့ရှိရင်နေ့စဉ်စလုံးမှာအဓိကကြားတဲ့တိုက်စစ်ကစားသမားတွေမပါဝင်ဘူးအာ Chelsea ဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်း Cole Palmer မပါဘူးအာ Justin မပါဘူး Arsenal ဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်း Saka မပါဘူး Kai Havertz မပါဘူးဒါပေမဲ့ဒီလိုမျိုးတိုက်စစ်ကစားသမားတယောက်မပါတာကပဲဒီအသင်းကိုဒီလိုဖြစ်ဖြစ်စေတာလား ဒီလို reset မျိုးကြီးဒီလို hd မျိုးကြီးဖြစ်စေတာလားလို့ဆိုလို့ရှိရင်တော့မဟုတ်ဘူးလို့ပဲပြောရအောင်မယ်။ဘာကြောင့်လဲဆိုတော့ဒီအသင်းနှစ်သင်းစလုံးကတချို့သောချိန်လေးတွေမှာဆိုလို့ရှိရင် low block နဲ့တွေ့တယ်ဆိုလို့ရှိရင်အဓိကအပြင် arsenal ဆိုလို့ရှိရင် low block နဲ့တွေ့တိုင်းမှာရုံးကန်ရလေးရှိတာကိုမြင်ရလိမ့်မယ်။ဆိုတော့ဘာကြောင့်လဲ။ဘာကြောင့်မလို့ဒီလိုမျိုးတွေဖြစ်နေရတာလဲ။ကျွန်တော်တို့မြင်နေကြရတဲ့ system ကြပါတယ်ဆိုတော့ systemic ကြီးတစ်ခုထဲမှာရှိနေတဲ့ကျွန်တော်တို့ position နဲ့ play ကြီးကဒါမျိုးပြင်းစရာကောင်းလာပြီလားဒီကြောင့်ရတယ်ကဒီနေ့ဒီဗီဒီယိုမှာဒီက disk လောက်ပေါ့ဗျာဆိုတော့ပေါ့ပေါ့ပေါ့ပါနဲ့ပဲ disk လောက်တော့မှဖြစ်တဲ့ပဲကြောင့်မလို့ကိုစီကိုစီအမြင်တွေအများကြီး꽌ပြားနိုင်နေဆိုတာကို intro လေးမတိုင်ခင်မှာပြောထားပြစီ ပထမဆုံးပြောလို့ရှိရင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့မှဆက်ပြောရမယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းမှာလည်းသူတို့ရဲ့အတီးကကြားတဲ့တိုက်စစ်ကစားအမှားတွေမပါဝင်ဘူးဆိုတာကိုလက်ခံပြရလိမ့်မယ်။အာ Chelsea အသင်းမှာလည်းထို့အတူပဲ။ဒါပေမဲ့ Chelsea အသင်းနဲ့ Arsenal အသင်းရဲ့ saturation တွေကမတူညီတာကိုထိပ်ပြောရလိမ့်မယ်။ဘာလို့လဲဆိုတော့ Chelsea အသင်းမှာဆိုလို့ရှိရင်ဒီကတိုက်စစ်ကိုတွဲဖက်လာတဲ့ကစားသမားက Neto, Angongu, Sancho ဒီလိုသမားတွေနဲ့တွဲဖက်လာတာ။ပြောမယ်လို့ရှိရင်တောင်ပံကစားသမားတွေကို attacking line မှာထားထားတာ။အဲ့ဒီဖက်ကြောင့်မလို့ပြေးရမြန်နေဒါအပြင်ကို ကောင်တာပေါက်ပြီဆိုလို့ရှိရင်တော့ကိုရနိုင်ကြီးမြင်မာတဲ့အခြေအနေမျိုးရှိတယ်။ဒါပေမဲ့လည်း Chelsea အသင်းအနေနဲ့ကောင်တာပေါက်နိုင်တဲ့ chess မျိုး saturation မျိုးတွေကိုအများကြီးမဖန်တီးနိုင်ခဲ့ဘူးဒီလိုအနေအထားမျိုးကြောင့်အောင်လည်းမလုပ်နိုင်ခဲ့ဘူး Arsenal အသင်းကိုပေါ်လုံးပြီးခံရတယ် Arsenal အသင်းနေနဲ့ပထမပိုင်းမှာဆိုလို့ရှိရင်ဘောလုံးပိုင်ဆိုင်မှု55ရာခိုင်နှုန်း Chelsea က55ရာခိုင်နှုန်းရှိတယ်ပြောချင်တာက Chelsea အသင်းနေနဲ့သူတို့အနေနဲ့သူတို့တောင်ပန်ကစားသမားတွေအားပြုနေတဲ့နေသားတစ်ခုမှာဘာကြောင့်မလို့သူတို့ကိုယ်တိုင်ကဘောလုံးကင်ပြီးကစားကျင်ရတာလဲဘာကြောင့်မလို့ဘောလုံးကြီးကင်ပြီးတော့မှတိုက်စစ်မှာမထီရောက်ရတာလဲဆိုတော့အဓိကအပြင်တော့ သူတို့ရဲ့ကစားခြင်းနဲ့ဟန်ကစားရမယ့်ပုံစံကအဲ့ဒီပွဲမှာအာဆင်နယ်အသင်းကိုဘောလုံးပေးကြရမှာဒါပေမဲ့ချယ်ဆီကအဲ့ဒါရဲ့ဖြောင်းပြန်ဘက်ကိုသွားလိုက်တယ်ဆိုတော့ဒီတော့ကြောင့်လို့ချယ်ဆီကဒီပွဲစဉ်မှာ threat တွေမရရှိခဲ့တာချင်းချောက်မှုတွေမရရှိခဲ့တာဒါအပြင်ကိုကျွန်တော်တို့ passing တွေပဲများပြီးတော့မှအလုံးမဖြစ်ခဲ့တာဆိုတော့ဒါအပြင်ကိုနောက်ထပ်တစ်ခုကပါလဲဆိုတော့အာဆင်နယ်အသင်းဘက်ကိုလှည့်ပြောရမယ်ဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းနေနဲ့ဒီပွဲစဉ်မှာနိုင်ပွဲရရှိခဲ့တယ်ဟုတ်တယ်ဒါပေမဲ့အာဆင်နယ်အသင်းကိုယ်တိုင်ကလည်းပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင် low block နဲ့တွေ့ပြီဆိုလို့ရှိရင်အများကြီးနှိပါမှာ ုံးကန်ရလေးရှိတာကိုမြင်ရလိမ့်မယ်အာတားတွေအားလုံးကလည်းအာဆင်နယ်အသင်းစီမှာအထောင်တိုက်စစ်မှုမရှိဘူးလို့မရှိတဲ့အတွက်ကြောင့်မလို့ဖြစ်တဲ့ပြဿနာလို့ရေဘူးရအပြင်ယူဆလို့ရဆိုမယ်တကယ်တမ်းတော့အဲ့ဒီတက်အများကြီးပိုတယ်ဘာလို့လဲဆိုတော့ central ကနေပြီးတော့မှ line breaker pass တွေအများကြီးပြီးနိုင်ဖို့အတွက်လိုအပ်သလိုကျွန်တော်တို့ through ball တွေအများကြီးလည်းထွက်လာဖို့အတွက်လိုအပ်သေးတယ် creative ပိုင်းမှာလည်းလိုအပ်ချက်တွေရှိတယ်ဘောလုံးကဒီဘက်ခင်မှာဆိုလို့ရှိရင်အသင်းတွေတော်တော်များများကိုကြီးလိုက်ပြီးဆိုလို့ရှိရင်ဘောလုံးကိုကင်ထားခြင်းနဲ့မတို့ကပွဲကိုစုံမိုးခြင်းနဲ့ပွဲကိုစုံမိုးထား ားရတာကငါတို့ရဲ့ဒီကစားတဲ့ဂိမ်းရဲ့အသက်ပဲငါတို့ပွဲကိုပဲစိုးမိုးထားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးကိုအတင်းတိုင်းနှီးပါးမှမြင်ရတယ်။ Guardiola လက်ထွက်ဆိုလို့ရှိရင်ပို့ပြီးတော့မှစိုးလိမ့်မယ်လို့ထင်တယ်။လက်ရှိလောလောဆယ်မှာဆိုလို့ရှိရင်အာ Guardiola လက်ထွက်ဖြစ်တဲ့ Enzo Maros က Chelsea ကိုကင်တွေ့တယ်။ဒါအပြင်ကို Guardiola လက်ထွက်ဖြစ်တဲ့ Arteta Arsenal ကိုကင်တွေ့တယ်။နှစ်သင်းစလုံးရဲ့ပုံစံနှစ်သင်းစလုံးရဲ့သွားနေတဲ့ဟန်ကအတူတူပဲ ဘောလုံးကင်သားခြင်းနဲ့ဒါအပြင်ကိုဘောလုံးကင်ရပြီဆိုလို့ရှိရင်လည်းတောင်ပံဘက်ကိုဖြန့်နေပြီးတော့လို့ရှိရင်ပြန်ဘက်ရဲ့ defense line ကိုကျဲလာအောင်လို့နောက်ကိုပြန်ပို့တယ်ဒီလိုပုံစံနဲ့ပဲလဲပတ်နေတာပဲဆိုတော့ passing တွေကိုဒါမျိုးအများကြီးသုံးတာကအလုပ်ဖြစ်ရလားဆိုတော့ကိုနည်းနည်းလေးထည့်သွင်းဖို့အတွက်လိုလာလိမ့်မယ်လို့ထင်တယ်အသင်းတွေအနေနဲ့သူတို့စီမှာ individual output တွေကစားသမားတွေရဲ့ characteristic တွေဒါတွေအများကြီးကိုထည့်သွင်းမစင်စားပဲနဲ့ system တစ်ခုထဲမှာရိုက်သွင်းလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်အသင်းတွေကဒီနောက်ပိုင်းမှာ positionally ကစားတဲ့အသင်းတွေတော်တော်များများကခက်ခဲ လာကြတာကိုမြင်ရလိမ့်မယ်။အာမြင်သာစီမဲ့အတင်းကတော့ Manchester City လို့ပြောရလိမ့်မယ်။ဒီရဒီမှာ Manchester City ရဲ့နေပါမှုတွေအားလုံးနှီးပါးကသူတို့ရဲ့ system နဲ့သူတို့ရဲ့ဘောင်ထဲမှာ အာပြိုကျမှုတွေဖြစ်နေတာကိုမြင်ရလိမ့်မယ်ဆိုတော့ positional play ဆိုပြီးတော့မှဖက်ကွာရီယိုလာ2000နဲ့မှ6ခုနဲ့နောက်ပိုင်းမှာစတင်ခဲ့ပြီးကလေးကအသေးနေတော်တော်များများကဖက်ကွာရီယိုလာရဲ့ပုံစံကိုကူးယူဖို့အတွက်ပဲစူးစမ်းလာကြတယ်ဖက်ကွာရီယိုလာရဲ့ system တိုင်းပဲကြားကြမယ်သူတို့ဟာကောငါတို့ပေါ်တူပွားကြမယ်ဆိုတဲ့ပုံစံမျိုးကဒီနောက်ပိုင်းထဲမှာအရင်ကများလာခဲ့တာဒါပေမဲ့အခုလောအဲ့ဒါလိုမဟုတ်ဘဲနဲ့ကိုပိုင် ideology တွေပါလာတယ်ဒါအပြင်ကိုကိုပိုင်အတွေးခေါ်တွေအများကြီးနဲ့ထည့်သွင်းပြီးတော့မှကစားနေကြတဲ့အသေးနေတော်တော်များများကဒီနောက်ပိုင်းကာလတွေမှာသူချက် ပရိသတ်ရဲ့အားပေးမှုလည်းရလာသလို Reserves အရာလည်းအဆင်ပြေလာတဲ့အသင်းလေးကိုမြင်ရလိမ့်မယ်။ဥပမာပြ Premier League မှာပဲကျွန်တော်တို့ကြည့်ကြမယ်ဆိုလို့ရှိရင် Nottingham Forest ကိုအဆင့်3နေရာမှာမြင်ရမှာဖြစ်သလို Newcastle ကလည်းပြီးခဲ့တဲ့ရက်မှာဆိုလို့ရှိရင်လည်း Carabao ကိုရရှိသွားခဲ့ပြီ။ပြီးသွားလို့ရှိရင်လက်ရှိလောလောဆယ် Barcelona ကိုသွားကြည့်မယ်ဆိုလို့ရှိရင်လည်း Vertical Play တွေနဲ့ကစားနေတဲ့ Barcelona ကိုမြင်ရလိမ့်မယ်။ Barcelona တွေနဲ့ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင် Camp Nou နဲ့အတူတူပဲပြန်လာနိုင်ခဲ့သေးတယ်။ဆိုတော့ပြောချင်တာက အသင်းတွေက system ကြနေတာတော့ဟုတ်ကဲ့ဒါပေမဲ့ positional ဘောင်ထဲမှာရှိနေတဲ့အသင်းတွေတော်တော်များများကဒီနောက်ပိုင်းမှာရုန်းကန်လာရတာကိုမြင်ရလိမ့်မယ်ဆိုတော့ relationism ကိုအရင်ကြီးအားကိုးပါတယ်ဆိုတော့ အသင်းတွေတော်တော်များများမှာသလိုရှင်လေဒီရဲ့ saturation ဒီလိုမျိုးဘောင်မျိုးကတိတ်ပြီးတော့မှအလုံးဖြစ်လာတယ်ရဲ့လို့မဟုတ်ဘူးဆိုတော့ဒီ relationalism ရဲ့ပြီးတော့ရှင် positionalism ရဲ့ကိုအတိအကျရောနှောထားရဲဆိုတာတဲ့နီးပြရဲ့ ideology နဲ့ပေါင်းပြီးရောနှောလိုက်တဲ့အချိန်မှာအသင်းတွေတော်တော်များများကအလုံးဖြစ်လာတာကိုဒီနောက်ပိုင်းမှာမြင်ရတယ် Premier League မှာပြီးခဲ့တဲ့ရာသီတွေမှာတုန်းကပြန်ကြည့်မယ်သလိုရှင်ရ high pressing အရန်အသားပေးတယ် high press high press ဆိုတာမျိုးကိုပဲအရန်မြင်ရတယ်ဒါက Premier League မှာ Pep Guardiola နဲ့ ဂျာဂျင်ကလော့ဖ်တို့ရဲ့ဘတ်ဒယ်အကြောင်းမလို့လေအသင်းတော်တော်များက high press ကိုစိတ်ဝင်စားပြီးမှသုံးလာကြတဲ့အကြောင်းကိုလည်းပြောလို့ရတယ်ဒါပေမဲ့အခုဒီယာဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်အသင်းတော်ရဲ့ PPDA ကပြီးခဲ့တဲ့ယာဒီတွေတော့မရှိတော့ဘဲနဲ့နင်းကြလာတာကိုမြင်ရလိမ့်မယ်ဆိုတော့ပြောချင်တာကဘောလုံးရဲ့ရည်စည်းကြောင်းကယာဒီတိုင်းယာဒီတိုင်းမှာမတူညီစွာပြောင်းလဲနေတယ်ဒါပေမဲ့ဒီယာဒီရဲ့ရက်ခက်မှုကတော့တော်တော်လေးကြီးမားတယ်လို့ပြောချင်တာအသင်းနေအနေနဲ့ပြီးခဲ့တဲ့အတိတ်ကာလမှာတော့ဂွာဒီယိုလာကိုပဲပုံတူကူးခြားနေရတာကနေပြီးတော့မှအခုဆိုလို့ရှိရင်ဂွာဒီယိုလာနေစင်းနေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် င်အသင်းကြီးတော်တော်များများကသူတို့ရဲ့ ideology နဲ့သူတို့ရဲ့ tense တွေသူတို့အသင်းရဲ့တွားကျင်တဲ့ပုံစံတွေကိုတော်တော်လက်လက်ရိုက်သွန်းလာနိုင်တာတွေကိုမြင်ရလိမ့်မယ်။အဲဘာစီလိုနာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Hansi Flick ဘာစီလိုနာရဲ့တသက်လုံးကစားလာခဲ့တဲ့ system တစ်ခုကိုသူ့ရဲ့ပုံစံနဲ့ပြောင်းလဲတဲ့ဘာစီလိုနာရဲ့လောင်ဘောတွေကိုဒီအားကြီးမှာမြင်ရလိမ့်မယ်။ဒါပြင်ကိုဘာစီလိုနာရဲ့ particle play တွေကိုမြင်ရလိမ့်မယ်။တစ်ခါတည်းမှာဘာစီလိုနာအသင်းနဲ့2 3 5ဆိုတဲ့ပုံစံမျိုးမဟုတ်ပဲနဲ့တစ်ခါတည်းမှာဆိုလို့ရှိရင်လည်းအာ 244ဆိုတဲ့ပုံစံမျိုးမြင်ရလိမ့်မယ်ဆိုတော့ပြောချင်တာကအသင်းနေနေ relationship ကိုပို့ပြီးတော့မှအသားပေးလာကြပြီဒါပေမဲ့ positional bound တွေကနေပြီးတော့မှထွက်ခွာသွားကြသလားဆိုလို့ရှိရင်တော့ positional bound တွေကနေပြီးတော့မှအရင်ကြီးတော့ထွက်ခွာမလာသေးဘူး ရီးမီးယားလိဂ်မှာဆိုလို့ရှိရင်အသင်းတွေကပို့ပြီးတော့မှ freedom ဖြစ်လာတာကိုမြင်ရလိမ့်မယ်ဥပမာအားဖြင့်ဆိုလို့ရှိရင် Newcastle Newcastle အနေနဲ့ပြီးခဲ့တဲ့ Liverpool ကိုကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်451ဆိုတဲ့ defensive face ကိုသုံးတယ်သူရဲ့ midfield ကစားလမ်းမတွေရဲ့ characteristic ကိုအပြည့်အဝအသုံးချတယ်ပြောချင်တာက midfield ကစားလမ်းမတွေရဲ့လှုပ်အားနှုန်းကို ပွဲချိန်မိနစ်60လုံးမှအသုံးချသွားတယ်အဲ့ဒါအပြင်ကို Nottingham Forest သူတို့အသင်းနေနဲ့သူတို့ရဲ့ reality ကိုလက်ခံတယ်သူတို့အနေနဲ့ခံစစ်ကိုကစားမယ်ဆိုတာကိုနားလေတယ်ခံစစ်ကိုကောင်းကောင်းပိတ်ကစားရတယ် 大饼哦。 လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ပြေးလွှားမှုမျိုးတွေနဲ့အထူးတူပဲကောင်တန်နဲ့အထူးတူပဲ Northern Forest ကပရီးမီးယားလိဂ်မှာ DRD Champion League ဝင်ဖို့အတွက်အလားအလာကောင်းနေပြီဒီနောက်ပိုင်းကာလတွေမှာဆိုလို့ရှိရင်ဖက်ကွာဒီယိုလာရဲ့လက်ထွက်တွေကဖက်ကွာဒီယိုလာရဲ့ပုံစံတူကိုပဲကူးချဖို့အတွက်ကြိုးစားနေကြတာတွေကိုပြီးခဲ့တဲ့ကာလတွေမှာကျွန်တော်တို့မြင်ခဲ့ရပြီဒါပေမဲ့အခုတော့အဲ့ဒါလိုမဟုတ်တော့ဘဲနဲ့တော်တော်လေးကမှ Battle တွေကမြန်ဆန်လာနေပြီလို့ပြောလို့ရတယ်ပေါ်လုံးပေါ်မှာဖြားရှိကြတဲ့အမြင်တွေကလည်းတော်တော်များများပြောင်းလဲလာကြပြီ data တွေကိုပို့ပြီးအကုတ်လာကြပြီဒါအပြင်ကို data တွေ department တွေကလည်းဘူဘီယောမှာ strong ဖြစ်လာခဲ့ကြပြီဆိုတော့ဒီနေထားရောက်တဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မြင်တွေ့နေရတဲ့လက်ရှိနေထားရဲ့ EC ချောင်းရင် positionalism ဆိုတဲ့ EC ချောင်းရင်တစ်ခုကအချိုးအွေကြီးကြီးကြီးမားမားကြီးတစ်ခုဖြစ်နေပြီလို့ပဲပြောရလိမ့်မယ်အတင်းတွေကပိုပြီးတော့မှ freedom ဖြစ်လာပြီအာ premier league မှာဆိုလို့ရှိရင်တော့မတူညီတဲ့ကစားဟန်တွေမတူညီတဲ့အတင်းတွေတော်တော်များများကိုမြင်ရလိမ့်မယ်ဥပမာအပြင် liverpool ဆိုလို့ရှိရင်အာအာနီစလော့ဆိုလို့ရှိရင်သူ့ရဲ့အတင်းကိုပြီးခဲ့တဲ့ညပြဂျာဂျင်ကလော့ရဲ့ကစားဟန်တွေ ဲ့85ရာခိုင်နှုန်းလောက်ညီမတူအောင်တိစောက်ထားတဲ့ဆိုရယ်ဆော့ကာမန်ကအချက်လက်တွေရှိတဲ့အဲ့ဒါပြီးတော့လို့ရှိရင် Northern Forest မတူညီတဲ့ကစားဟန်မျိုးရှိတယ်သူစီမှာ defensive face ကိုအားတန်နဲ့ပြီးတော့လို့ရှိရင် counter ကိုအားတန်နဲ့လောင်းဘောကိုအားတန်နဲ့ကစားဟန်မျိုးကို Northern Forest စီမှာမြင်ရလိမ့်မယ်အာဆင်နဲ့ dominant လုပ်မယ်ပြီးတော့လို့ရှိရင်တွင်းမယ် ဆိုတော့ဒီပုံစံနဲ့အာဆင်နယ်ကပရီးမီးယားလိဂ်မှာအဆင့်နှစ်နေရာကိုပြီးခဲ့တဲ့ရာသီမှာကလေးကတင်ပတ်ခဲ့ပြီးဒီရာသီမှာလည်းအဆင့်နှစ်နေရာမှာပဲလက်ရှိချိန်ထိရှိနေတယ်ဆိုတော့အာဆင်နယ်တင်းနေတယ်တခုခုတော့ပြောင်းလဲဖို့တော့လိုအပ်လိမ့်မယ်လို့ထင်တယ်ဒါအပြင်ကို Chelsea Chelsea ကိုတိုင်းနဲ့ထိုးတူပဲ Anthony Martial ကနေနဲ့အဲပွဲကိုစိုးမိုးထားမယ်ငါတို့ခွင့်ရရအောင်လုပ်မယ်ရတဲ့ခွင့်ရအောင်တိုက်မယ်ဆိုတဲ့ပုံစံမျိုးထပ်စားလို့ရှိရင်ခွင့်ရရအောင်ဖန်တီးမယ်ဆိုတော့ patient play တွေကိုတစ်ဖြည်းဖြည်းနဲ့ short ချတင့်တယ်လို့ကျွန်တော်ကတော့မြင်နေ short ချလာ ားနိုင်မလားဆိုတာကတော့ Azomaras ကကောင်း မာအီမာမာအီဆိုတာနဲ့ပဲတက်ဆိုင်နေမဲ့လုပ်ထင်းတယ်ပြီးတော့လို့ရှိရင် Manchester City သူစီမှာလည်းမထူညီတဲ့ hand new ရှိတယ်အဲအသင်းတွေတော်တော်များများက Force 9ကိုလိုက်ကစားနေတဲ့အချိန်မှာ Manchester City က Haaland လို့ထောက်တိုက်စင်မှုမျိုးကို Premier League မှာဂိုးသွင်းများအောင်လို့ Kevin De Bruyne နဲ့တွေ့ဖက်ပြီးရောမှကစားခဲ့တယ်လက်ရှိရာသီမှာဆိုလို့ရှိရင်လည်းတောင်မန်က individual ကောင်းပွားနေဆိုကစားသမားရင်းနဲ့အတူတူပဲတိုက်စစ်နိုင်တဲ့ hand မျိုး Manchester City ကခင်းကျင်းနေတယ်ဒါအပြင်ကိုကျွန်တော်တို့ Newcastle သူစီမှာလည်းမထူညီတဲ့ကစား hand တစ်ခုရှိတယ်ဆိုတော့ ပရီးမီးယားလိဂ်မှာတော့ကျွန်တော်တို့ဒီလောက်မတူညီတဲ့ကစားဟန်တွေမတူညီတဲ့အမြင်တွေမတူညီတဲ့ဘောလုံးအပေါ်မှာ theory တွေအများကြီးကိုမြင်နေရဆိုလို့ရှင်တခြား lead တွေမှာဆိုလို့ရှင်ဒီထက်ပိုပြီးတော့မှများလိမ့်မယ်ဆိုတော့အခုကျွန်တော်တို့မြင်နေရတာကပေါ်လုံးကြီးစီးကြောင်းကျွန်တော်တို့ဒီနေ့မြင်ရတာကမနက်ဖြန်မှာဆိုလို့ရှင်လည်းတူညီချင်မှတူညီနေမယ်ဆိုတော့အဲဒီပေါ်လုံးကြီးစီးတောင်းကိုတော့ line မီဖို့အတွက်တော့တော်တော်လေးစူးစမ်းယူရလိမ့်မယ်လို့ပဲပြောရလိမ့်မယ်ဆိုတော့ဒီရဲ့အပုတ်ကကတောက်ကရဟိုရောက်လိုက်တယ်လို့လို့ဒီရောက်လိုက်တယ်လို့ဖြစ်ကောင်းဖြစ်နိုင်နေမယ်ဒါပေမဲ့တိတိကျကျစဉ်းစားကြည့်မယ်ဆိုလို့ရှင်ရင်ပေါ်လုံးမှာက relationalism နဲ့ positionalism နှစ်ခုကို ရောဆက်ထားတယ် Premier League မှာ ဒီယာဒီပို့ပြီးတော့မှ freedom ဖြစ်လာတယ်ပြီးခဲ့တဲ့ယာဒီဒီမှာဒုံဟာလိုမျိုး positionalism ကိုရန်တာပြီးပြီးတော့မှဒီပေါင်နဲ့မင်းတို့ဘောလုံးကင်ထားရမယ်ဒီလိုကစားရမယ်ဒီလိုလောက်ရမယ်ဆိုတာထက်ဒီယာဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့မှ freedom ဖြစ်လာတဲ့ relationalism ပို့ပြီးတော့မှချိတ်လာနိုင်တဲ့ premier league ကိုကျွန်တော်တို့မြင်တွေ့နေကြရတာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ initial conclusion ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နောက်ထပ်တစ်ပုတ်မှာပဲထပ်ပြီးတော့မှတွေ့ကြတာပါ